အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများထဲမှာမှန်ပရင်နဲ့ပြင်အောင်အိမ်ဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာမှန်ပရင်နဲ့ပြင်အောင်အိမ်မြစိမ့်နဲ့ကျွန်းတာတဲ့ရွှေပြည်တဲ့ရွာနမဲတွေလေညာစိမ့်ဆိုလို့တောရိပ်တောင်ရိပ်နဲ့စိမ့်ဆိုနေတယ်မထင်နဲ့ ရှိတဲ့တပင်ကလည်းကျဲဒီကျဲတော့ရဲ့ယာဒီကလည်းပူနေတာများတော့6တောင်းနေပြီဘာခေါ်မလဲမွဲ66ဖြစ်နေတဲ့အချိန်ကများတာပါနောက်တစ်ရွာကကျွန်းတာတဲ့အဲ့ဒါလေရေပက်လေဝန်းရံလေးရဲ့ရှိတော်တွေဘာတွေတွေးမနေနဲ့တကယ်ကုန်းခေါင်ခေါင်မှာအဲ့ဒီရွာနဲ့မိုင်30လောက်အရှိတ်ဆူဆူကိုသွားမှကျွန်းတော်ကြီးတွေရှိတယ်အဲ့ဒီကျွန်းတော်မှာတက်ပြီးအလုအလုကြတဲ့လူတွေအနေများလို့ကျွန်းတာလို့ခေါ်တာ အဲ့ဒီမှာလဲမြားစိမ့်လိုပဲဘယ်နေရာကြီးလိုက်ကြီးလိုက်ဖုံတွေကြီးပဲအဲနောက်တရကတော့ရွှေပြီအဲသူကတော့နမယ်နဲ့လိုက်မလိုက်စဉ်းစားတာကြီးတော့အင်ဂျီက20လောက်ပဲရှိတယ်15မိုင်လောက်ဝေးတဲ့တောင်ကြီးမှာတွားတွားပြီးမိသွေးဖုတ်ကြတဲ့လူတွေနေတယ်ဘယ်ကနေဘလို့ရွှေပြီဆိုတဲ့နမယ်ပေးတယ်ဆိုတာကြောက်လဲမပြောတတ်ဘူးမြားစိမ့်ကိုကြောက်မကြခဏရောက်တတ်တယ် အဓိကကတော့စောင်းအကုံနွေအကူးဆိုတဲ့အချိန်မျိုးမှာရောက်ရောက်သွားတတ်တာပဲညာစင်းရွာနဲ့မလန်းမကန်းမှာရွက်ကြွေတော်တစ်ခုရှိတယ်တတော်လုံးအရွက်တွေကြွေသွားတော့တောကြီးမှာတိရွက်ချောက်ဘဝညညူတွေနဲ့ဖုံးနေပြီးတိတ်ကိုင်းချောက်တွေကတိတ်ကြည့်လို့ကောင်းတယ်ကျုပ်ကအဲ့ဒီတိပင်တိတ်ကိုင်းတွေနဲ့တိရွက်ချောက်တွေကိုကြည့်ပြီးကြည်ရေးတယ်ရေးလို့ကိုအားမရနိုင်ဘူးတိပင်တွေကမျိုးမျိုးမဟုတ်လား ။တောထဲကိုဝင်ပြီးဘယ်ဘက်ကိုလှည့်လိုက်လှည့်လိုက်ရေးကျင်စရာကြီးပဲ။အကြီးရေးတဲ့လူတွေက များသောအားဖြင့်အဟောင်းတို့အပြက်တို့အရင်အရွယ်တို့ဆိုတာမျိုးတွေကိုပို့ပြီးကြိုက်တတ်ကြတယ်။တတဲရရတီတီကြကြလှလှပပတိုက်တာအဆောက်အအုံတွေကို မျက်စိကြခဲ့တယ်ရေးခဲ့တယ်။အဲ့ဒါကလည်းတွေးကြည့်ရင်တော်တော်ရည်စရာကောင်းတယ်။အချက်တစ်ချက်တော့သိတာပါပဲ။အဟောင်းတို့အပြက်တို့အရင်အရွယ်တို့ကို ရေးရတာပိုလွယ်နိုင်တယ်လေ။ င်းစားကြည့်ပေါ့တိတ်ကြီးတည်တည်တက်တက်တိတိကျကျဖြစ်စရာမှမလိုပဲဟုတ်ဘူးလားတခြားအကြောင်းတွေလည်းရှိမှာပေါ့လေသားပါသဘောပြောတာပါဒီရွာတွေဘက်ကိုကြုတ်တစ်ခါတစ်ခါလာရင်အမှန်မရှိဘူးတစ်ခါတလေများစိတစ်ခါတလေကျွန်းတာတစ်ခါတလေလဲရွှေပြီမှာဖြစ်တယ်လို့တဲဖြစ်တယ်လို့စားပြီးပဝင်းကျင်မှာပကြီးရေးတာပဲ ကျုပ်ကတော့မြို့မှာရှိနေရင်မြို့ပြဝင်းကျင် တိုက်တာအဆောက်အုံကိုကြည်ပြီးဆွဲလိုက်တာပဲ။မြေထားဘူဒာယုံရောက်တော့လဲဘူဒာတဲကမြင်ဝင်းနေပေါ့လေ။တင်းမောစိတ်ကြတော့လဲတင်းမောတွေကုန်တင်ကုန်ချလောက်ကြတာတွေဒီလိုပဲပေါ့။လေစိတ်တွေကြတော့လဲလှေတွေကိုပဲပေါ့။တစ်ခါတစ်ခါကြတော့လဲခူးလိုပဲတောတောင်ရေမြေကိုကြည်ပြီးဆွဲတာပဲ။တူအောင်ဆွဲရတာလဲအရသာရှိပါတယ်။တမင်သက်သက်မတူအောင်ဆွဲကျင်လာတာလဲရှိတယ်။ ဒါတွေကအကြောင်းရှိတယ်။ထားပါ။အဲ့ဒါတွေကအရေးကြီးတယ်ဆိုလဲကြီးပါတယ်။မကြီးဘူးဆိုလဲဘာမှအကြောင်းမဟုတ်ပါဘူး။တခါတခါကျတော့ကြုတ်ကိုကြုတ်မေးကြည့်မိတယ်။မင်းဟာကမင်းကောင်းတဲ့ထင်တာတွေကိုရှောက်လုံနေတာပဲလားလို့တိတိကျကျစဉ်းစားကြည့်တော့လဲဟုတ်နေတယ်။ဒါပေမဲ့သိတယ်မဟုတ်လား။ကောင်းတဲ့ထင်တာကိုရှောက်လို့ခုကောင်းတဲ့ထင်ရတဲ့ကိစ္စကတိတ်မလွယ်ဘူးဗျအမေ ေးသေးချာချာစဉ်းစားကြည့်မှအကြောင်းတရားတွေကတည်များတာပဲဟုတ်ပါတယ်လေဘာအတော်ပဲဖြစ်ဖြစ်အကြောင်းတရားတွေဟာလွယ်လွယ်ဖြစ်ခဲ့ကြတာမှမဟုတ်ပဲကျုပ်ပြောပြမယ်လွန်ခဲ့တဲ့ຫນွေတွေကကျုပ်များ စိမ်းမှာတဲပြီး ရွက်ကြွေတော့ကတစ်ပင်မျိုးကိုကြည်သွားရည်တယ်မိသွေးနဲ့ရေမိနဲ့ရေရေစည်းနဲ့ရေအမျိုးမျိုးပေါ့ဗျာစိတ်ထင်တိုင်းလုံနေမိတယ်ရေကောင်းကောင်းနဲ့ရေးနေလိုက်တာ ြာတော့စရိတ်ပြက်လာရောကြီးလက်တော်ရွာမှာတရာတရားမခေါင်းပါကြပါဘူးဒါကိုကြုတ်တိပါတယ်ဒါပေမဲ့ဒီဘက်ပိုင်းတွေမှာကဆင်းရဲကြတယ်ဗျာကျုပ်ကတိနေတာပဲသူတို့ကိုသူတို့မှအနိုင်နိုင်ဥစ္စာကျုပ်ကရွာတွေမှာအလကားမစားပါဘူးအလကားလည်းမတဲကျင်ပါဘူးဟုတ်တယ်လေကိုကကို့အလုံးနဲ့ကိုလာတာဥစ္စာကုံကြစရိတ်ဆိုတာကတော့ရှိရမှာပေါ့ကျုပ်ဟာကျုပ်ပဲကြခံရမှာပေါ့ ဒါပေမဲ့အဲ့လိုကိုစရိတ်ကိုဟာကိုကြားခံပါမယ်လို့စပြောတော့ကမလွယ်ဘူးပြော။ရွာကန်လူတွေကနားလဲမလဲဘူး။လက်လဲမခံဘူး။စိတ်တောင်စိုးကြသေးတယ်။ကျုပ်ကလည်းမလျှော့ဘူး။ဇွပြောဇွလုံဇွပေးပဲ။ကျုပ်ဘက်ကလည်းအဲ့လိုမှကျုပ်တာဝန်ကျုပ်မယူရရင်သူတို့စီကိုမလာတော့ဘူးမတဲတော့ဘူး။မလာဝင်းတော့ဘူးမတဲရတော့ဘူးပေါ့ဗျာ။ဒါစကားအဖြစ်ပြောတာမဟုတ်ပါဘူး။ကျုပ်ကတကယ်ကိုရုံုံကြည်ကြည်နဲ့ပြောတာပဲ။ ဒီတော့လဲထိရောက်လာပါတယ်သူတို့လက်ခံလာကြတယ်ကျုပ်စိတ်သက်သာရရတယ်ဗျာဒါတော့တဲကခိုကကိုငင်းနေကြသေးတယ်စေတနာအရေးကြီးတယ်ဗျယုံကြည်မှုကအရေးကြီးတယ်ကျုပ်ကအဲ့လိုအဲ့လိုလှုပ်တင်လှုပ်အပ်တယ်လှုပ်ချင်တယ်ဆိုတာကိုတိတ်ယုံထားတော့လဲဖြစ်သွားတာပါပဲကျုပ်တခါတခါလာရင်ရွာကန်နေအတွက် လက်ဆောင်ပစ္စည်းတွေဆိုတာက တခြားဝယ်လာတာပဲတဲကခိုကစားတောက်နေထိုင်ကားကတော့တခြားပဲ။ ကျုပ်ပြန်တော့လဲရွာကလက်ဆောင်ပေးတတ်ကြတယ်ဒီလိုကြတော့လဲကောင်းပါတယ်အလွန်စိတ်ချမ်းသာစရာပါပဲအဲလူရင်းကိုပြန်ကောက်ကြရအောင်ညာစင်းရွာမှာပကြီးရင်းရင်းစရိတ်ပြတ်တော့ကျုပ်ကိုငွေချီးမဲ့လူတယောက်ပေါ်လာတယ်ကျုပ်ကမချီးကျင်ပါဘူးချီးရင်ဘသူစီကပဲဖြစ်ဖြစ်ရတယ်ဆိုတာကျုပ်သိသားပဲကျွေးထားခဲ့လေရတာပဲဒီရွာတွေကကျုပ်ကိုယုံနေကြတာပဲ ဒါပေမဲ့အဲ့ဒီလူကကျုပ်ကိုဘာကြောင့်ချီးရတယ်လဲကျုပ်ကဘာကြောင့်လက်ခံရတယ်လဲဒါကအကြောင်းတွေရှိတယ်ဒီရင်တစ်နှစ်ကကျုံနဲ့အဲ့ဒီလူနဲ့ဘောက်ကြဘူးကြတယ်အဲ့ဒီတုန်းကသူ့ကိုကျုပ်က ရိုက်ပြစ်မလို့ဆုံးဖြတ်ခဲ့တာနောက်မှ တွေးတွေးကြည့်ပြီးစက်သိန်းအောင်ထားမိတယ်ဘာလို့လဲဆိုတော့အဲ့ဒီလူကကျုပ်ထက်နှစ်ဆလောက်တောင့်တင်းကြံ့ခိုင်နေနဲတဲ့ကောင်ကြီးမှမဟုတ်ပဲ ။နောက်ပြီးသူနဲ့ကျုံနဲ့ပေါက်ကြတဲ့နေရာက လူသူမနီးတဲ့ရွက်ကြွေတော်ထဲမှာကျုပ်ကပကြီးဆရာဘာလက်နက်မှပါတာမဟုတ်ဘူး။ခဲရန်ချုံနဲ့ဓာသီသီလေးတော့ပါတယ်။သူကမုတ်ဆိုးကြေးသားမုတ်ဆိုးမုတ်ဆိုးကိုလှုပ်ရှားနေတာ။အဲ့ဒီတုန်းကသူ့လက်ထဲမှာတူမီးတဲ့ကြီးလေးပါတယ်။တရေကွာလည်းပါတယ်။ခါမှလည်းဓမြောင်ကြီးကပါသေးတယ်။ကဲအခြေအနေကကြီးစရာမကောင်းဘူးလား။ အဲ့ဒီလူကိုကျုပ်ကဘလို့ချနိုင်မှာလဲဘလို့ချရဲမှာလဲဒါပေမဲ့အဲ့လိုနေရာမှာစိတ်ပြစိတ်ချကိုချမယ်ကွာလို့စိတ်က ဖြစ်လာပြီဆိုရင် အကောင်ကြီးတာသေးတာကဘာမှအကြောင်းမဟုတ်တော့ဘူးနောက်တစ်ခါကရှိသေးတယ်ကျုပ်က သူ့ထက်အသက်ကြီးရယ်မြို့သားလူလေလေးဖြစ်တယ်သူတက်တဲ့မုတ်ဆိုးပညာက လွင်ရင်ကျုပ်က သူ့ထက်အရာရာမှာပူတည်တယ်ပူတက်တယ်ဗျာဒါကို သူရောကျုပ်ရောတည်နေတယ် အဲ့ဒီတုန်းကဒီလိုဗျကျုပ်ကရွက်ကြွေတော်ထဲမှာတယောက်တည်းပကြီးရေးနေတော့အဲ့ဒီလူကလည်းရွက်ကြွေတော်ကိုဖျက်ဖျက်သွားရင်ဝင်ဝင်ကြည့်တတ်တယ်ကြည့်ရင်လည်းစကားကတော်တော်များတယ်ဒီလူပကြီးအမှုပညာအကြောင်းဘာနားလဲမှာလဲသူကသူထင်ရရီရှောက်ရှောက်ပြောတယ်ကျုပ်အတွက်တော့တကယ်ကိုနားကြမြင်ကက်စရာတွေကြီးပဲသူဟာကဘာမှသိရမှာမဟုတ်ပဲမသိလို့လဲရှောက်ပြောနေတာပေါ့လေ ျုပ်ကတော့ဘာမှပြန်ပြောမနေပါဘူးပြန်ပြောပြန်ရှင်းပြနေလို့နားလည်မယ်လူမှမဟုတ်ပဲဒီလူကိုအဲ့ဒီလိုဆက်ဆံတာအကောင်းဆုံးပဲအဲ့လိုစကားပြန်မပြောတော့မှမြင်မြန်ထွက်သွားတာလေဒါပေမဲ့ညနေပဲကြာရင်ကျုပ်ကလည်းတနေ့လုံးလုံနေတဲ့အလုပ်ရဲ့အရေးကြီးဆုံးအပိုင်းလက်စတက်ရတော့မယ့်အပိုင်းကိုရောက်နေပြီသူကလည်းတော့ပြစ်လို့ပြန်လာပြီအဲ့လိုနေမျိုးတွေမှာသူကနှက်ပြစ်တာပါ ူမီးသနက လိုရမယ်ရစောင့်ထားတာပါအဲ့ဒီမှာတကယ်စိတ်ညစ်စရာပဲသူကကျုပ်ရဲ့လက်စတက်တော့မဲ့ပကြီကားကိုကြည့်ပြီးသဘောကျတယ်ကျင့်တတ်တယ်ကျုပ်ကလည်းအဲ့ဒါကိုတော့ကျင့်တတ်တယ်ဒါပေမဲ့ကျုပ်ကကျုံအလုံးနဲ့သူ့ကိုပြတာဂုံယူသလိုသူကလည်းကျုပ်ကို သူပြစ်လာတဲ့နှက်ကလေးချက်ကလေးတွေကိုပြပြီးဂုံယူတယ်ဒီမှာပြဿနာပဲကျုပ်ကတိတ်ဆိတ်နေတယ်ဗျစဉ်းစားကြည့်ပေါ့ဒါကတော့ရှင်းရှင်းလေးပဲ ကျုပ်ကိစ္စကအမှုပညာအလှအပလीဗျာသူ့ဟာကအနှိဋ္ဌာယုံလေဒါပေမဲ့ကျုပ်ကမပြောပါဘူးဘာမှမပြောပါဘူးသူပြတဲ့တနာစရာနှက်ကလေးတွေကိုတက်နိုင်တယ်မကြည့်ပဲနေလိုက်တာပဲဒါတော့သူ့လေတံကိုတော့ခံရသေးတာပဲဘယ်ငှက်ကို तू ဘလို့ပြစ်ခဲ့ရတာဆိုတာမျိုးဘယ်ငှက်ကိုတော့ဖြင့်ဘလို့ချောင်းမြောင်းပြီးဘလို့ပြည့်ရယ်လုပ်ပြီးမှပြစ်ချရတဲ့အကြောင်းဘယ်ငှက်ကတော့အသက်ပြင်းလို့ချက်ချင်းမသေးတဲ့အကြောင်း အောက်ကြလာတာကိုမင်းလိုက်ကောက်လိုက်ဖမ်းပြီးမှရိုက်တက်ရတာဖြစ်ကြောင်းပြောပြောပြတတ်သေးတယ်။စဉ်းစားကြည့်လေကျုပ်ကတကယ်အရသာခံပြီးနောက်ဆုံးစုပ်ချက်တွေကိုထည့်ရတဲ့အချိန်သူကလည်းတကယ်ကိုစက်တရေမရှိတဲ့ဇကားတွေလာပြောနေတော့မခက်ဘူးလား။ဒါပေမဲ့ကျုပ်ဘာမှမပြောပါဘူး။တက်နိုင်သမျှကိုယ့်အလုပ်အထဲမှာပဲကိုယ့်ဟာကိုအာယုံစိုက်နိုင်အောင်ကြိုးစားနေလိုက်တာပါပဲ။အဲသူ့ကိုထခြားပြစ်ချင်စိတ်ပေါက်လာအောင်ဖြစ်ရတာကဒီလိုဗျ။ အဲ့ဒီနေ့ကညနေပိုင်း3နာရီခွဲလောက်မှာကျုပ်ကလည်းရွက်ကြွေတော်ရဲ့အလှကိုအမိရရတာခံပြီးဆွဲနေတယ်။ကျုပ်ကောင်းပေါ်ကအပင်ပေါ်မှာဂျိုးလေးကကူလို့အဲ့လိုနေတော့အဲ့ဒီကောင်ရောက်လာတယ်။သူ့ခြေတံကို ကြားသားပဲကျုပ်လှဲ့ကိုမကြည့်ဘူး။မတီးကြအောင် ဆောင်ပြီးကိုယ့်အလုပ်ကို ဆက်လုပ်နေလိုက်တယ်။ဂျိုးကူတန်လေးကတာယာပါပြီးတဲ့နဲ့ရွက်ကြွေတော်နဲ့ကနောက်ခံခီတာထည့်ပေးထားသလားအောင်မေးရတယ်။ ကျုပ်အယောင်ဆက်ရတာအယောင်ရွေးရတာတိတ်လက်တွေ့နေတယ်။စုပ်ချက်တွေတင်ရတာကလည်းကနေတယ်လို့ခံစားရတယ်။ခါတိုင်းဆိုဒီလူကရောက်လာရင်အလွန်စကားများတယ်။ဒီနေ့မှဘာပြုလို့လဲမပြောတတ်ဘူးငြိမ်နေတယ်။ကျုပ်ကလည်းလှဲမကြည့်ပဲနေတယ်။သူစကားဆလို့မရအောင်လေ။အဲ့ဒါမှားသွားတာပဲ။ဖြန်းဆိုတဲ့တရေကျိုးတန်နဲ့အတူကျွန်တော်ခေါင်းပေါ်ကတစ်ပင်ပေါ်မှာကုနေရှာတဲ့ဂျိုးကလေး ဖုတ်ကနေထိမှန်မြောက်တက်သွားပြီးအောက်ပြန်ကျလာတယ်။တေးရွယ်ခြောက်တွေပေါ်မှာအတောင်တွေတစ်ဖက်ဖက်ခတ်ရင်ဆန့်ငင်ဆန့်ငင်ဖြစ်နေတယ်။အဲ့ဒီလူကပြေးကောက်တယ်။ဂျိုးလေးကတက်နိုင်သမျှခုံပြန်ပြေးလွှားရှာသေးတယ်။ဒါပေမဲ့လျှက်ရက်တစ်ဖက်အတွင်းမှာပဲဟိုလူလက်ထဲရောက်သွားပြီးမိရပင်စီတစ်ခုနဲ့ရိုက်သက်ခံလိုက်ရတယ်။မင်းမင်းဘယ်လိုလုပ်လိုက်တာလဲ။ကြုတ်ကြုတ်ဘာလုပ်လို့လဲ။မင်းရက်ဆက်လာကြည့်တယ် ။အာကျုပ်ကငှက်ပြစ်စားတဲ့ကောင်ပဲဒါအဆန်းလားဗျ။သူ့အတူဒီမှာတတရရကူနေရှာတာကွာ။အာကျုပ်ကခမည်းပကြီးရေးကောင်းနေတော့ဒီကောင်ကတသက်ဆူနေတယ်အောင်းမိတာကို။ဘယ်ရလာဆူရမှာလဲသူ့အတန်လေးနဲ့မို့ငါတိတ်ဆွဲလို့ကောင်းနေတာကွာ။အာကြံကြီးစီရဗျာ။ပါကြံကြီးစီရလေမင်းတော်တော်တုံးနေကောင်ပဲဒီမှာကြည့်ဒါကပကြီကားကွာငါကပကြီရေးနေတာ तू ကကုနေတာဒီတော်ထဲမှာကုနေတာတချင်းဆိုနေတာမင်းနားလေလား တီးဦးလေဗျာကျုပ်တော့ကတော့ဂျိုးကူတာဂျိုးကူတာပဲဘာတခြင်းမှမဟုတ်ဘူးကျုပ်ဒီကောင်နဲ့စကားဆက်ပြောဖို့တော်တော်ကိုစိတ်ပြတ်သွားတယ်ခမားပကြီးရေးတာကိုလည်းတိတ်ကြီးကျယ်တယ်မထင်ပါဘူးဒီပုံနဲ့ရှောက်ရေးနေလို့ဘာလို့မှလဲကျုပ်ကပြင်းလို့ဝင်ဝင်ကြည့်တာအမငှက်သက်ကြက်သက်တက်နေတယ်ကောင်ပါဗျာကျုပ်ကိုကျုပ်မထိန်နိုင်တော့ဘူးပြောပြလိုက်ပြီသူမခံနိုင်လို့ဂျိုးပြောမိုးပြောပြောလာရင်လေထိုးပြမယ်ရိုက်ပြမယ်ဗျာတိတယ်မဟုတ်လား စိတ်ပြစိတ်ဒါပေမဲ့အဲအဲ့ဒါတော့ခမားမှန်နေဗျာကျုပ်လဲကျုပ်လို့ကိုကျုပ်နည်းနည်းတော့စိတ်ပြတ်နေပြီကဲဘယ်နဲ့လောက်ကြမလဲပွဲကြီးကလဲထွက်သွားပြီဘလောက်ထိလဲထွက်သွားတယ်မှတ်တယ်လေသူဟာပကြီးရေးတာကိုအထင်မကြီးပင်မဲ့ပကြီးတော့ရေးကျင်တဲ့အကြောင်းတော့ပြောလာတယ်ကျုပ်ကဒီကောင်းကိုဘလို့နားလဲရမှန်းမသိဘူးတခုတော့ရှိတယ်ကျုပ်ကပကြီးရေးတာကိုလွှတ်ကြိုက်တဲ့လူမဟုတ်လား အဲ့လိုကောင်ရှိမှပကြီးရေးကျင်တယ်လို့လာပြောတော့စဉ်းစားကြည့်လေကျုပ်ကိုကျုပ်တောင်သတိမထားမိလိုက်ဘူးထွက်နေတဲ့ဒေါသတွေအေးပြောယုံနေမဟုတ်ဘူးအငွေ့ပြန်ပြီးပျောက်ထွက်သွားတယ်ကျုပ်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတောင်ချိုးကြီးကွေသွားတယ်အဲ့ဒီနေ့ညနေကသူ့အိမ်လိုက်ပြီးအရက်တောက်ဖြစ်သွားတယ်သူတက်လာတဲ့ငှက်တွေကိုချက်ကျွေးတာလဲစားလိုက်တာပဲတွေးကြည့်ရင်ရည်စရာလဲကောင်းညွန်စရာလဲကောင်းဘလို့ကြီးမှန်းမသိပါဘူးဗျာ ဘာပဲပြောပြောသူထုတ်ချီးတဲ့ပတ်စံကိုလည်းလက်ခံမိတယ်ဗျာသူတိုက်တဲ့အရက်ကိုတောက်ပြီးသူချက်ကျွေးတဲ့ထမင်းကိုစားပြီးမှတော့သူထုတ်ချီးတဲ့ပတ်စံကိုလက်မခံခြင်းဘူးပြောလို့ဘယ်ကောင်းတော့မှာလဲကျုပ်အဲ့ဒီတုန်းကမှတ်မှတ်ရရသူ့ကိုပြောခဲ့ဘူးတယ်သူပြင်တော်ဝင်ဟောင်းကလေးကနေလို့ထိုင်လို့မဆိုးပင်မဲ့ဗရင်ပေါက်တွေကအသားတွေပဲဖြစ်နေတော့ပိတ်ပြူထားရတဲ့အခါမှာမှောင်ကြောင်းဒါကြောင့်မြို့မှာဆိုရင်မှန်တကားများတက်ကြကြောင်းဘာညာပေါ့ဗျာ အမဲသူကအဲ့ဒါကိုစိတ်ဝင်စားတယ်ဗျမန်တကားတွေတက်ရင်ဘလောက်ကုန်ပါလဲတဲ့ကျုပ်က ပြောလို့သာပြောရတာသူ့ဝင်ကပရင်းတကားတွေကိုမှန်တက်ရင်ပတ်စံတော်တော်ကုန်မှာဖြစ်တဲ့အကြောင်းပြီးတော့လောက်ရကန်ရလဲလွယ်မှာမဟုတ်ကြောင်းရှင်းပြပါသေးတယ်ဒါပေမဲ့မရဘူးဗျအလင်းရောင်ရမယ်ဆိုတဲ့ကိစ္စကိုသူတိတ်စိတ်ဝင်စားတဲ့အကြောင်းလေမိုးကြတဲ့အခါတွေမှာသူ့အသားတကားတွေကိုအလုံးပိတ်ပိတ်ပြီးနေခဲ့ရကြောင်းအပြင်ကိုဘာမှမမြင်ရကြောင်း မှန်ပရင်းနေတာတက်လာရင်တကားတွေပိတ်ထားရတဲ့အတိုင်လင်းလင်းချင်းချင်းနဲ့တိတ်ကောင်းမှဖြစ်ကြောင်းကျုပ်ကအပဒရပြောနေပြန်တယ်။အဲ့လိုအခါကျတော့လေဒီကောင်ကတော်တော်တနာစရာကောင်းပါတယ်။ကျုပ်ကတော့မူးမူးနဲ့နားထောင်နေလိုက်ပါတယ်။သူလည်းမူးမူးနဲ့ပြောနေတာပါပဲပေါ့။အော်မိနေလို့ပြောစရာတခုကျန်နေခဲ့တယ်။အဲ့ဒီအရင်တနေ့စီကသူတောလာရင်စစ်တဲ့ရုပ်ရည်တွေ့တဲ့အကြောင်းစစ်တဲ့ကိုတနက်နဲ့မပြစ်နိုင်ပဲ ကျစ်တဲ့လုံထွေးတက်ပုတ်ရင်ဓာတ်နဲ့ခုတ်ဓာတ်နဲ့ထိုးပြီးအနိုင်ရခဲ့ဘူးတဲ့အကြောင်းပြောခဲ့ဘူးတဲ့ကျုပ်ကတော့မယုံပါဘူးမယုံလို့လဲသူအားရပါရပြောနေတာကိုအေးဆက်ဆက်ပဲနေလိုက်တယ်အဲ့ဒီတုန်းကသူအတော်အခံရခက်ပုံရတယ်မူတော်မှသတိရလာပြီး သူ့ကြောကကျစ်တဲ့ကောက်ရာတွေကိုအင်ကြီးလှန်ပြတယ်ဟုတ်သားပဲနဲတာကြီးတွေမှမဟုတ်ပဲနောက်ပြီးသူဓာတ်နဲ့ခုတ်တက်ခဲ့တယ်ဆိုတော့ကျစ်တဲ့ရဲ့အေးကွန်ကြီးကိုလည်းထုတ်ပြတယ် အမဲအဲ့ဒီတော့မှတဆက်သေးစပက်ကြီးမွေရေကုန်ကြီးတွေရောတမင်ဂျိုဆက်ဂျိုဘာညာပေါ့ဗျာတော်တော်စုံနေကြားတရေတောင်ပါသေးတယ်မစိုးဘူးပဲဗျတူတသက်မှာတူမီးတနက်ပဲအကြီးဆုံးကင်မှုတာဒူးလေးတို့မြားတို့ကိုပဲတုံးရတာလေတခုတော့ရှိတယ်အစိတ်လူးများတွေကိုတုံးတာပေါ့အဲ့ဒီမှာကြုတ်ပြောနေတာကမုတ်ဆိုးဆိုတာသူတို့ပြစ်လို့ခက်လို့ရတဲ့တောကောင်တွေနဲ့ပတ်သက်ပြီးအမှတ်တရပစ္စည်းတွေကိုမျက်မျက်နုံနုံရှိတတ်ကြတယ်မဟုတ်လား အဲ့ဒီလူလဲအဲ့လိုပဲပေါ့ဒါပေမဲ့ကြုံလဲမြို့ပြန်သွားရော သူအဲ့ဒီတောကောင်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအားလုံးကိုရောင်းပြလိုက်တဲ့ကျုပ်တိရတာကဒီလိုပါတနေ့ကျုပ်လက်ဖက်ရည်ဆိုင်တစ်ခုမှထိုင်ပြီး ကိုခင်မောင်တန်းတို့ကိုနေဝင်းတို့ကိုအေးကိုတို့နဲ့စကားပြောနေတော့ဒီလူပေါက်ချလာတယ်ကျုပ်ကလည်းသူ့အကြောင်းအကောင်းရောအဆိုးရောပြောပြနေတဲ့အချိန်ဆိုတော့တရေချောက်ခံရတယ်လို့ဖြစ်သွားတာပေါ့ဒါနဲ့မတက်နိုင်တော့ဘူး ကျောက်အဖွဲတွေနဲ့သူ့ကိုကြပြားကြရမိတ်ဆက်ပေးရတယ်။ကျောက်အဖွဲတွေကတော့ပြုံးစီပြုံးစီနေပေါ့။ပြီးတော့မှခက်ပြောင်ပြောင်ပဲပြောချလိုက်တယ်။မင်းတော့အသက်ရှိအောင်ပဲ။မင်းအကြောင်းပြောပြနေတာကွာ။ကောင်းကြောင်ရောဆိုးကြောင်ရောပေါ့ကွာ။ကျောက်အဖွဲတွေကဝါးကနေရည်ကြတယ်။တော်တော်ဆိုးတဲ့လူတွေ။ရပါတယ်ဗျာ။ကျောက်ကလည်းကောင်းတဲ့ကောင်မှမဟုတ်ပဲတဲ့။အဲ့ဒါပြီးတော့စကားဆက်ကခက်ပြန်ရော။အာဟုတ်ပြီ။ ကျုပ်သူစီကချီးလာတဲ့ပတ်စံကို ပြန်ဆက်ဖို့တတိရလာတယ်။သူကအဲ့ဒါအေးမကြီးကြောင်းသူ့တောထွက်ပစ္စည်းတွေအကုန်ရောင်းပြစ်လိုက်လို့ပတ်စံပေါ်နေကြောင်းသူ့အိမ်ကပဒင်းတွေကိုကျုပ်ပြောသလိုမှန်တွေ တက်ချင်ကြောင်းလိုက်ဝယ်ပေးဖို့ပြောတယ်။ကျုပ်ကလည်းဝမ်းပန်းတသာပါပဲ။ကျုပ်ဖွဲ့တွေကကုတန်းမောင်ကြီးကမှန်ရောင်းတဲ့ကလားကြီးတွေနဲ့တည်တယ်။ဟန်ကိုကြလို့ကျုပ်တို့ပိုးပိုးမိုးမိုးပဲဝယ်ကြတယ်။နောက်ပြီးတိတ်အေးကြီးတာကိုလှုပ်ပေးရသေးတယ်။ မှန်ဖြတ်ပေးမဲ့လူကောတဘာတည်းထည့်ပေးလိုက်နိုင်အောင်စီစဉ်ပေးလိုက်တယ်။သူလဲဝန်တာအာရနဲ့ရွာပြန်သွားတယ်။နောက်တနွေကျုပ်လာရင်သူ့စီတဲရမယ်လို့ပြောသွားတယ်။ကျုပ်ကလည်းမှန်ပတင်းနဲ့ပြင်တော်အိမ်မှာတော့တဲရမှာပေါ့လို့ပြောလိုက်ပါတယ်။အဲ့ဒီနှွေမှာကျုပ်သူ့စီမရောက်ဖြစ်ဘူးဗျရုဒရက်ဆိုသလိုကိစ္စပေါ်လာပြီးဥယောပကိုခကြီးထွက်သွားရတယ်ဥယောပမှာကိုကိစ္စနဲ့ကို မောနေရလို့ ညာစိန်တို့ကျွန်းတာတို့ရွှေပြည်တို့ဘာမှသတိမရနိုင်ပါဘူးဗျာရွက်ကြွေတော်နဲ့မှန်ပရင်တက်ပြင်းအောင်အင်ကိုလည်းဘယ်ကလာသတိရနိုင်ပါလဲဒါပေမဲ့ဥရောပ ရှေးဟောင်းနုပညာလက်ရာတွေကို လေ့လာဖို့အစီအစဉ်နဲ့ကျုပ်ဒရက်စတင်ကဖျားရှိခိုးကြောင်တစ်ခုကို ရောက်သွားတယ်အဲ့ဒီမှာညာစိန်ရွာက မုတ်ဆိုးလေးကိုသတိရတော့တာပဲအဲ့ဒီဖျားရှိခိုးကြောင်ကြီးမှာအေယာမမှန်ပရင်ကြီးတွေကိုမှန်ရောင်ဆောင်ပကြီးနဲ့တစားဆင်ထားတယ်ဗျာ အပြင်အလင်းရောင်ကအဲ့ဒီမှန်ရောင်စုံတွေကိုဖောက်ဝင်လာတော့လှလိုက်တာအယောင်တွေကလည်းစိုးနေတာပဲ။အော်ဒီຫນွေမှာသူ့စီကိုလာခဲ့မယ်။သူ့အိမ်မှာပဲတဲပါမယ်လို့ပြောတော့ကဝမ်းသာသွားတဲ့သူ့မျက်နှာကိုပြန်ပြီးမြင်အောင်မိတယ်။ဟုတ်သားပဲ။သူ့မျောနေမှာပဲကျုပ်ဝယ်ပေးလိုက်တဲ့မှန်တွေနဲ့သူ့ပြင်တော်အိမ်လေးလည်းအထာကျနေလောက်ရောပေါ့။ကျုပ်ဥယောပါကပြန်လာပြီးလှုပ်ရှားလေးတွေဆက်လှုပ်တယ်။အားလဲအားသွားရော မိုးရင်းရောက်နေပြီ။ ဒါပေမဲ့ကျုပ်များစိမ့်ကိုထွက်ခဲ့တယ်။ပကြီးရေးဖို့မဟုတ်ပါဘူး။တက်တက်သူ့အိမ်သွားကြည့်ဖို့ပါ။ညာစိမ့်ကိုသွားရတာကတိတ်လွယ်တာ မဟုတ်ဘူး။ကားတရံမော်တော်တရံလှဲတရံသွားရတာ။အဲ့ဒီနေ့ကကားကလည်းမြန်ပါတယ်အချိန်မှန်ပဲ။မော်တော်ကလည်းအဆင်ပြေပါတယ်။လှဲကြတော့လမ်းကြုံလှဲနဲ့လိုက်ရတာဆိုတော့စောင့်ရတယ်ဗျာ။တော်တော်ကိုစောင့်ရတာ။ကျုပ်ကစောင့်ရင်ထန်းရီတောက်မိတယ်။လဲထွက်တော့လေထန်းရီဝယ်တင်လာပြီးတလန်းလုံးတောက်လာတယ်။ ည7နာရီလောက်မှညစိမ်းကိုရောက်တယ်။မှောင်မဲနေပြီ။လဲစရာကကျုပ်ကိုသူ့အိမ်ထိပို့ပေးပါတယ်။သူ့အိမ်ရောက်တော့ကျုပ်တိတ်မူးနေပြီ။လဲစရာနဲ့သူကကျုပ်ကိုထမ်းချကြရတယ်။သူကတော့တဟားဟားနဲ့ကြီးတယ်ဗျ။တိတ်ပြီးဝမ်းသာကျေနပ်ပုံရတယ်။ကျုပ်ကမူးမူးနဲ့သူ့ကိုပြောတော့ပြောတာပဲ။ဘာတွေပြောမိမှန်းမသိပါဘူး။လဲစရာကို20ပေးလိုက်တာမှတ်မိတယ်။ဒါပဲ။အဲ့ဒီနောက်အိပ်ပျော်သွားတယ်။ နောက်တနေ့အတော်ကိုလင်းလင်းချင်းချင်းရှိနေပြီဆိုတဲ့အချိန်ကြမှာကြုံနိုးလာတယ်။မှန်ပရင်ကအလင်းရောင်ကိုကြုံမြင်ရတယ်။မှန်ပရင်ကိုဖောက်ပြီးအပြင်ကတိတ်ကိုင်းတွရွက်တွေကိုလည်းမြင်ရတယ်။နနခင်းနေကြီးနုနုမှာလှလိုက်တာ။ကျုပ်ကိုတီးခြားအခန်းလေးထဲမှာတိတ်ထားတာပဲ။ဂရင်ရဲ့ဘာရဲ့တော့မပါဘူးပေါ့။ကျမ်းပေါ်မှာဖြာခင်းပြီးခေါင်းတစ်လုံးအညာဖြင်းဆောင်တစ်ထည်ဒါပဲ။အလောတော်ပါပဲ။ဒါဒီဥဒုကမပူမအေးနေတာထိုင်တာယုံပါပဲ။ အမေတဲဟုတ်ပါလားကျုံမျက်နှာတက်ဖို့အကုန်ပြင်ထားပြီးတယ်စာလေးလေးရေးထားတယ်ရွာထိတ်ကကောင်းချင်းပေါင်းနဲ့အကျော်သွားဝယ်တယ်တဲ့မကြပါဘူးတဲ့ကျုံလဲမှန်ပရင်းကိုဖွင့်ပြီးမျက်နှာတက်လိုက်တယ်သွားတိုက်လိုက်တယ်ရေလဲတဝတောက်လိုက်တယ်လေအေးအေးကိုလဲအားရပါရရှူလိုက်တယ်စေရောကိုရောတခါတည်းကြည်လင်သွားတယ်အဲဒီနောက်ပေါ့ပေါ့ပါပါဝေစားတွေလဲဝဲလိုက်ပြီးအပြင်ကန်းကိုထွက်ခဲ့တယ် အင်ရှည်ကန်းကိုရောက်တော့ကျုပ်လန့်သွားတယ်။ကြက်သိန်းတွေလည်းဖြန်းဖြန်းထတယ်။အဲ့ဒီရှည်ကန်းမှာပရင်ပေါက်၃ပေါက်ရှိတယ်။နေရောင်ကြီးအဝင်အထွက်လည်းများတယ်။ကျုပ်ဝယ်ပေးလိုက်တဲ့မှန်တွေအားလုံးတက်ပြီးသားဖြစ်နေပြီ။ကျုပ်ကြက်သိန်းထရတဲ့အကြောင်းကဒီလိုဗျ။တက်ထားတဲ့မှန်တချို့ကိုသူကမှန်ရောင်စက်ကူရောင်စုံတွေထက်ကတ်ထားတယ်။အနီအစိမ်းအပြာအဝါပေါ့ဗျာ။အဖြူခြံထားတဲ့နေရာတွေလည်းရှိတယ်။ဒါပေမဲ့သူလှုပ်ထားပုံကိုကြည့်ပြီးကြုတ်တိတာပေါ့။ ျုပ်ကပကြီးရေးတဲ့လူပဲသူဟာက တွက်ချက်ပြီးမှစိတ်ကူးစိတ်တန်းနဲ့လှုပ်ထားတာပဲလှတယ်ဗျာကျုပ်ကြိုက်တယ်အင်းရှေကန်းနန်ရန်နေရာလက်တွေမှာတော့ခဲနဲ့မှင်နဲ့ရေးထားတဲ့ပကြီးကားလေးတွေချိတ်ထားတယ်ဘသူရေးတာပါလိမ့်ဆိုပြီးလက်မှတ်ထိုးတာကိုပြေးကြည့်လိုက်တော့ခက်ကြီးကြီးခက်တုံးတုံးပဲရေးထိုးထားတယ်ဖိုးကွန်းနဲ့ဖိုးကွန်းဆိုတာဒီကောက်နာမည်လေသူပြင်အောင်အင်္ဂလိပ်မှာမှန်တက်ဖို့ပြောခဲ့မိတဲ့အတွက် ကြုံဝမ်းတာပါတယ်။နားဆင်ခံစားပေးကြသူအယောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ။